ကျွန်တော်မထင်ထားဘူးခွန်ညိုအဲ့လောက်တကယ်ကိုသဘောအရန်ကောင်းပြီးတော့ဟိုဘယ်လိုပြောရမလဲအရန်ကျွန်တော်လူငယ်ရောအရန် appreciate ဖြစ်တယ်အာတခုဆိုလက်တွဲခေါ်တယ်အာကျွန်တော်မြို့ဦးသမီး driver တွေထဲမှာလည်းအာခွန်ညိုဆိုအရန်စိတ်မဲ့ဖြစ်တယ်ဟေကြီးဟန်ကြီးလည်းမရှိဘူးအာတကယ်လည်းဟိုကျွန်တော်သူ့ကိုထဲလို့ခေါ်လို့သူ့စီရတဲ့တကယ်ကိုဟိုဘောတော့မြစ်တာတဲ့တခုကိုကျွန်တော်ခံစားရပါတော့ ကိုညွာဟိုပြောရမယ်ဆိုလို့ရှိရင်ညီမရဲ့ဆရာပါပဲကိုညွာဒါဆရာလို့မခေါ်အောင်ဆိုပြီးတော့အဲ့လိုမျိုးပြောထားလို့ဒါကိုညိုလို့ခေါ်တာပေါ့နော်ဒါပေမဲ့တော့ကိုညွာညီမရဲ့ဆရာပါပဲအတင်ပြတွေအားစားအကုန်လုံးညီမလိုအပ်ချက်တွေလည်းအကုန်တရားလေးပြောပြပေးတယ်အာညီမမှမဟုတ်ပါဘူးဒါကကျတော့အာသူနဲ့ပတ်သက်တဲ့သူသူနဲ့ရိုက်ဖို့တဲ့သူတွေအားလုံးကသူ့အကြောင်းအတိဆုံးပါကိုညွာအရန်ကိုသဘောကောင်းတဲ့သူတယောက်ပါကိုညိုကဘယ်လိုလဲမြန်မာနိုင်ငံရိုက်တာရဲ့မှာတကယ်ကို ဟိုဘယ်လိုပြောမလဲတကယ်တော်တဲ့တကယ်တန်းတန်းရှိတဲ့ driver ရဲ့မှာပါတယ်ပေါ့နော်ကိုညိုကအခု profile change ထားတာတော့ minute ထွက်ရရသာဆိုပြီး profile change ထားတယ်ပေါ့နော်ဆိုတော့ minute ထွက်ရရသာရုံကြီးကတက်လာမယ်လို့ပြောလိမ့်မယ်အဲ့ကလည်းအာတကယ်ကိုပြန်ကြရင် subscribe ပဲအချက်လက်တွေလည်းပါတယ်လို့တော့ကျွန်တော်ပြောထားရအောင်နော်ဘာလဲလဲကျွန်တော်မသိပါဘူးဆိုတော့ကျွန်တော်လည်းအဲ့ minute ထွက်ရရသာလည်းမျှော်လင့်နေပါတယ်ဟုတ် ရော့ဒီမှာ MS Mail Remover နံစိုးများကိုဖယ်ရှားဖို့ MN ကိုသာဆောင်းထားစို့မင်္ဂလာပါခင်ဗျာအာကျွန်တော်နာမည်ကတော့မြတ်ကုတ်ဒီပါမင်္ဂလာပါညီမနာမည်ကတော့အေရှုပြေပါပါရှင် အကျွန်တော်နဲ့တူနေကဒီ2020တောင်ဆရာဦးမျိုးမင်းရဲ့ director နဲ့တရုတ်ဆောင်တင်တယ်ပေါ့နော် Trish Art Academy ဆိုတဲ့ဟာမှာကျွန်တော်ကျွန်တော် director နဲ့တွေ့တက်ပါတယ်တွေ့တဲ့နဲ့အာကျွန်တော်ဆရာဦးမျိုးစီမှာပညာသင်နဲ့တူနေဆောင်လာပါခင်ဗျာဟုတ်ဟုတ်ကဲ့ညီမကတော့ဆရာဦးမျိုးစီမှာတရုတ်ဆောင်တင်တဲ့တိုင်းနဲ့သူနဲ့ဆက်နေပါရှင်။ကျွန်တော်2018 2019 2019 July လတည်းမှာတင်တယ်။အာကျွန်တော်ရဲ့ဆရာ အာထရိုက်တာညိုမင်းလွယ်ကိုညိုပေါ့နော်ကိုညိုကအနန္တဆိုရဲသိပ်ပံရုပ်ရှင်ကပထမဆုံးနဲ့ရုံတင်တဲ့ရုံတင်တော့ကျွန်တော်လိုမျိုးအဆိုင်ကြီးတွေကိုလောရတာဝါသနာပါတဲ့သူအဲ့လိုမျိုးမြန်မာနဲ့မြန်မာပြည်ထဲမှာလည်းအဆိုင်ကြီးတွေလောရတာကိုအဲ့လိုမျိုးအပေးခြင်းနဲ့သူပြောင်းနေတဲ့ကိုညိုရဲ့အနန္တဆိုရဲသိပ်ပံကတင်တဲ့အချိန်မှာကျွန်တော်ကိုညိုကိုမရမကအသေးစံ like app ပြီးတော့ Facebook မှာ like app ပြီးတော့ profile ချိန်ကောင်းတွေချိန်အရန်ကြိုက်တဲ့အကြောင်းအာ ဲ့တော့ဆိုအနန္တကိုနှစ်ခါတော့သွားကြည့်ရကျွန်တော်ယုံမှာလက်မှတ်နှစ်ခါဖြတ်ပြီးတော့မနေ့မနေ့တပွဲညတပွဲစီပီးသားကားကိုနှစ်ခါသွားကြည့်ရအဲ့လိုဘောရိုင်းမှာခေါ်သွားရအဲ့လိုမျိုးယူသွက်ခဲ့ရပါတော့အဲ့အချိန်မှာအာကိုညူကလည်းဘယ်လိုပြောလဲလူငယ်တယောက်ပေါ့နော်ကျွန်တော်လူလူငယ်တယောက်နေရလူငယ်တယောက်ကိုကိုညူရဲ့စိတ်သဘောထားကောင်းမှုပေါ့နော်ကျွန်တော်ကိုလက်တွဲခေါ်ခဲ့တယ်အာ သူပြောခဲ့တဲ့စကားတစ်ခုမှမပြောတော့အဲ့တော့ကျွန်တော်အသက်16 18ပဲရှိအောင်မယ်ဗျာအသက်16 18ရှိနေချိန်မှာအာငယ်သေးရဲ့အသက်20လောက်ရတော့ရန်ကုန်တက်ခဲ့ဆိုပြီးတော့သူပြောခဲ့ပေါ့နော်ဆိုတော့ကျွန်တော်တကယ်လည်းအသက်20ပြည့်ရှိမှာရန်ကုန်မရရအောင်လာတယ်အာလာပြီးတော့ကျွန်တော်သူ့နာမှာပဲဟိုအတက်နိုင်ဆုံးပေါ့နေရပေါ့နော်ကျွန်တော်လည်းဟိုနေရတက်လာလို့တောက်ဖြစ်တဲ့အတွက်အာဗီဒီယို editing video editor အနေနဲ့ agency တစ်ခုမှလည်းအလုပ်တွေဝင်လုပ်နေတဲ့အာပထမဆုံးကိုညိုရဲ့ တတိချာဆိုရုံကြီးကမှပထမဆုံးဘဝရဲ့ပထမဆုံးရုံရုံကြီးကရိုက်ခွန်ပထမဆုံးခွန်ညွန်နဲ့ live ဖူလာပါခင်ဗျာဟုတ်ရောအာညီမလေးကကြတော့အဲသူနဲ့ပတ်သက်ပြီးတော့ခွန်ညွန်နဲ့ဆက်ခွင့်ရခဲ့တယ်ပြီးတော့တတိချာဆိုတဲ့ပွဲမှာပေါ့နော်တတိချာ pressure မှာစပြီးတော့ခွန်ညွန်နဲ့ဆက်နာပါရှင်ဒီလိုပါကျွန်တော်ကနေရတက်လာတော့ဟိုရန်ကုန်မှာကျွန်တော်တယောက်တည်းပါတယောက်တည်းဆိုတော့ကျွန်တော်ရဲ့ယေရှုရှင်လို့လည်းပြောလို့ရတယ်ဆရာလို့လည်းပြောလို့ရတယ်เนาะခွန်ညွန်နာမှာနေနေ ဘာတိလာလဲဆိုတော့ကိုညိုကသူ့ရဲ့ဆရာပေါ့နော်ကိုညိုမှာလည်းဆရာရှိရဲ့အာဥမျိုးမင်းပေါ့နော်ဥမျိုးမင်းကိုဆရာဥမျိုးမင်းကိုသူကအဲ့လိုမျိုး my lord ပေါ့နော်အလိုအားဒီလောက် my lord တို့အဲ့လိုမျိုး daddy တို့ခေါ်တာမျိုးတွေ့ရဲ့ဆိုတော့တွေ့တော့ကျွန်တော်ကိုယ်တိုင်လည်းအော်သူတော်သူဆရာတော်မျိုးခေါ်ရင်ကျွန်တော်လည်းခေါ်ပါပေါ့ဆိုပြီးတော့ကျွန်တော်ခွန်ညို့ကိုထဲလို့ပဲအဲ့ဒီနေရာဆောက်ခေါ်တာဒီနေ့ရှိပဲဘယ်မှာတွေ့တွေ့ထဲလို့ပဲခေါ်ပါလေဟုတ်အာခွန်ညို့က မနိုင်ရရတာညီမကလည်းကိုညို့ဖန်ပါပဲသူနဲ့ပတ်သက်ပြီးတော့ဒါဆောင်ခဲ့ရပါမယ်ကိုညို့မြင်တဲ့အချိန်မှာတော့အရန်ရင်နဲ့ခုံပြီးတော့အရန်ပျော်ခဲ့ရတာပေါ့နော်ဘာဆောင်ငယ်လေးတည်းကကြိုက်ခဲ့ရတဲ့သူတယောက်ဖြစ်တဲ့အတွက်ဒါပေမဲ့အခုချိန်မှာသူနဲ့အဲ့လိုမျိုးအဲနောက်ပိုင်းလုံးဖို့အရာလေးတည်းရှိတယ်အဲ့ရိုင်နဲ့ပတ်သက်ပြီးတော့ကိုညို့ကလည်းလက်တွဲခေါ်ပြရတဲ့အတွက်လည်းကျေးဇူးတင်တယ်အဲ့လိုမျိုးတူတူလုပ်ရမယ်ဆိုတော့အရန်လည်းပျော်ရပါတယ်ဟုတ်ကျေးဇူးတွေအများကြီးတင်ပါရဲ့အခုလိုမျိုးရိုးရိုးချီချီနဲ့ညီမကိုခေါ်ပြီးလို့ကုညီပြီးလို့ကျေးဇူးအများကြီးတင်ပါရဲ့ကုညိုလေး တော့နောက်ချက်လုံးကလည်းကြားမယ်ဆိုရင်ညဆုံးပါလေခွန်နူနဲ့ပြောဆိုရင်တကယ်ကဒီကြောင်ကလေးထဲမှာလည်းပါပါဖို့ရှိတယ်ဒီလေးရတယ်ပရိရှိဆိုတော့ခွန်နူကိုဘယ်လိုညီမိလဲပေါ့မျိုးဒီဘုနောက်ချက်လုံးဟိုတွေ့နေရတယ်တော့ချစ်တယ်ဆိုတော့ပြောနေရပေါ့ခွန်နူကိုဘယ်လိုညီမိလဲဆိုတော့သူနဲ့ခွန်နူနဲ့ကျွန်တော်နဲ့ကျွန်တော်ကလည်းအဲ့လိုခွန်နူကို ဖားတာမျိုးတရားတခါမှမရှိဘူးဟာဒယ်ဒယ်ဒီပညာဆိုပြီးတော့ဖားပြီးကတ်ချွဲနေတယ်မျိုးလေးဆိုဘယ်တော့မှမလုပ်ခဲ့ဘူးအဲ့လိုမျိုးပေါ့နော်ကိုညို့ဘယ်လိုမြင်မိလဲဆိုတာဒီအခုပြောမဲ့စကားလေဖားပြီးပြောတဲ့စကားမျိုးကျွန်တော်တော်တော့သူ့ကိုသဘောကျတယ်လို့သူ့ရဲ့အထွေးခေါ်ရင်းအာသူယုံကြည်တာတခါတင်တော့မယ်ဆိုရင်သူ့ရဲ့ ူလောက်သွားတယ်လို့ marketing ပညာတွေအာဇာတ်လမ်းဇာတ်ညွှန်ပိုင်းမှာဆိုတော့သူရဲ့တွေးခေါ်မှုပုံစံเนี่ยအရင်မိုက်တယ်ကျွန်တော်အဲ့လိုဖြစ်ဖို့အဲ့လိုပြောရရင်အဲ့လိုဖြစ်သူ့လိုဖြစ်နေတယ်သူ့လိုတွေးနေချင်တယ်ဇာတ်လမ်းဇာတ်ညွှန်စဉ်းစားတာတွေအာယုံယုံကြီးကတကားမတင်ရမှာဒီ marketing နဲ့လူတွေစိတ်ဝင်စားအောင်လို့သူလောက်သွားတဲ့ပုံစံတွေအရင်စိတ်ဝင်စားရပါတော့เนาะအာသူ့လည်းအမြဲခွန်ကျိုးလည်းပေါ့နော်ကျွန်တော်ဆရာဆန်ညွန်မင်းလည်းအမြဲပြောပြပါတယ်အာ ဒါကြီးလို့တွေ့တဲ့ချင်တယ်ဆိုပြီးကျွန်တော်လည်းပြောလိုက်ပါပြောပြောပြပါတယ်ပေါ့နော်အဲဟုတ်ကဲ့ကိုညိုနဲ့ဆက်ပြီးတော့ဆုံတော့ပေါ့နော်အမှန်တိုင်းပြောရရင်တော့ကိုညိုကမာနမာနကြီးမယ်လို့ထင်ခဲ့တာဒါပေမဲ့ကိုညိုကမာနမကြီးဘူးအရင်ကလည်းသဘောကောင်းတယ်ပြီးလို့ရှိရင်ဟိုသူနဲ့ပတ်သက်ပြီးလို့ခင်ရရဆိုပေမဲ့ဟိုညီမလည်းသူပြောသလိုပဲကိုညိုကိုဖားရလည်းမရှိခဲ့ဘူးသူနောက်လိုက်ပြီးတော့အဲ့လိုအဲ့လိုမျိုးပေါ့နော်ကက်ခဲ့ရလည်းမရှိခဲ့ဘူးဒါပေမဲ့ အော်ညကိုညောအရေးရှင်းအောင်ပဲကြည်ရဲအရေးရှင်းကိုအဓိကထားပြောကြည်ရဲသူသဘောကျလို့ရှင်ဘသူ့ကိုမဆိုသူခေါ်တယ်ပေါ့နော်အဲ့အရာအတွက်လဲအာကိုညောအရန်သဘောကျရဲပြီးတော့သူ့ရဲ့သူပြောတယ်လို့ပဲ marketing ပိုင်းကိုညောလုပ်တဲ့အဲ့လိုမျိုးစကားတွေဇလန်းတွေအကုန်လုံးကိုအဲ့ယုံကြည်ကအစာလှုပ်ရတဲ့အကွက်တွေကိုဘေးနားမှာ မြင်နေရတူတယောက်အနေနဲ့ဆိုလို့ရှိရင်တော့အရင်လဲအားကြရတယ်သဘောလဲကြရတယ်ကြည်နော်အော်ကိုညကဒီလိုပဲဆိုတဲ့ဟာမျိုးပို့ပို့ရတိလာပါဘောနော်ကိုငငယ်လေးတည်းလေးစားသဘောကြပြီးအားကြရတဲ့သူတယောက်နဲ့အခုလိုမျိုးဆုံခွင့်ရတော့အရင်လဲပြောမယ်ဆိုပို့ပို့ကိုလဲပြောတယ်အမ်လို့ပြောမလဲအရင်ရင်ခုန်တာပေါ့နော်အခုလဲအများကြီးသူတို့ဆက်ပြီးတော့လုပ်ဖို့လည်းရှိတာဆိုတော့ဟုတ်ကိုတခါလဲလို့ကိုညို့ပေါ့နော်ကျွန်တော်မထင်တာကိုညို့အဲ့လောက်တကယ်ကိုသဘောအရင်ကောင်းပြီးတော့ ဟိုဘယ်လိုပြောရမလဲအရင်ကျွန်တော်လူငယ်ရောအရင် appreciate ဖြစ်တယ်အာတခုဆိုလက်တွဲခေါ်တယ်အာကျွန်တော်မြို့ဦးသမား driver တွေထဲမှာလည်းအာကိုညဆိုအရင်အစ်မဖြစ်တယ်ခေကြီးဟန်ကြီးလည်းမရှိဘူးအာတကယ်လည်းဟိုကျွန်တော်သူ့ကိုဒေးလို့ခေါ်လို့သူ့စီရံတဲ့တကယ်ကိုဟိုဘောတော့မြစ်တာတဲ့တခုကိုကျွန်တော်ခံစားရပါတော့နော်အာတကယ်ကိုကောင်းတဲ့သူပြပါတကယ်ကိုကောင်းတဲ့သူပြပါဟုတ်ပါရဲ့ကိုညို့ဘောနော်တချို့ကြတော့လဲအဲ့လို ပြောကြရလဲတွေ့ရပေါ့เนาะဒါပေမဲ့ကိုညွာဟိုပြောရမယ်ဆိုလို့ရှိရင်ညီမရဲ့ဆရာပါပဲကိုညွာဒါဆရာလို့မခေါ်အောင်ဆိုပြောအဲ့လိုမျိုးပြောထားလို့ဒါကိုညိုးလို့ခေါ်တာပေါ့နော်ဒါမဲ့တော့ကိုညွာညီမရဲ့ဆရာပါပဲအတင်ပြတွေအားစားအကုန်လုံးညီမလိုအပ်ချက်တွေလည်းအကုန်တရားလေးပြောပြပေးတယ်အာညီမမမဟုတ်ပါဘူးဒါကကျတော့အာသူနဲ့ပတ်သက်တဲ့သူသူနဲ့ရိုက်ဖို့တဲ့သူတွေအားလုံးကသူ့အကြောင်းအတိဆုံးပါကိုညွာအရန်ကိုသဘောကောင်းတဲ့သူတယောက်ပါအရန်လည်းနှွေးထွေးရဟုတ် ျွန်တော်ကအဲ့လိုဘယ်လိုပြောလဲ2002မှာမွေးရဆိုတော့ကလေးဘွားပေါ့ကလေးဘွားဆိုရုပ်ရှင်အကြောင်းကြီးမသိဘူးအာမင်းသားဆိုလည်းတကယ်နာမည်ကြီးမင်းသားကြီးလောက်ပဲသိရဲ့ဒါရိုက်တာဆိုတော့ဘာမှန်းမသိတဲ့အချိန်မှာပထမဆုံးစသည်တဲ့ဒါရိုက်တာဒါရိုက်တာညိုမင်းလို့မယ်သူ့ရဲ့ပထမကျွန်တော်ပထမဆုံးစပြီးတော့မမမရဖြစ်တဲ့အခါဆိုရင်တော့စသိမ်းပိုင်းထိမကြည့်ရတို့ရေခဲတက်တာတို့ဟိုအဲ့ကောင်ပေါ့နော်ဟိုပြီးတော့ကိုသားညီနဲ့ငါတင်ရလာခဲ့မယ်ကောင်အဲ့စင်ကာပူမှာလာမြေရိုက်တဲ့ကောင် အဲ့ကားတွေမှာစပြီးကျွန်တော်ကြည့်ပြတာဘာလို့ဆိုတော့အဲ့ issue မှာကျွန်တော်စပြီးတော့နည်းနည်းဟိုလိုကလေးပါကလေးဆိုမဲ့ဇကားကြီးကြီးတက်နေပြီတိတက်နေပြီဆိုတော့ဟိုကိုသားကြီးကိုဘာလို့မဆုံးငင်ငါခက်မှလဲဇကားကြီးတော့ရှိပြရောဒါပေမဲ့အဲ့တော့ညကျွန်တော်တို့ကသုံးတန်းလေးတန်းဆိုတော့ဇကားကြီးပါတယ်အရင်ကြည့်နေလို့ဝင်ကြည့်လိုက်တာပဲရှိတယ်ခေါင်းထဲမှာအရင်မှတ်မိနေဆိုတော့မျိုးမရှိခဲ့ဘူးเนาะတကယ်လူမှန်းတိတက်ပြီးတော့ဟိုတိတက်တဲ့အရွယ်မှာစပြီးတတိထားမိရဲ့ကြည့်မိရဲ့ကားတော့ဒီလိုမျိုးတွေရဲ့အဲ့ဇသိမ်းမိုင်းထိမကြည့်ရရေခဲတက်တာတော့ ဲ့လိုကားရဲ့ကျွန်တော်ညဘက်တွိုင်းလိုက်တာမသွားရဲအမေခေါ်ပြီးတော့သွားအဲ့တော့ငယ်လဲငယ်ကြအရန်ကြောက်ခဲ့ပေါ့နော်အဲအဲ့နောက်ပိုင်းမမအဲဒီအနန္ဒအနန္ဒကိုလည်းကြိုက်တယ်အနန္ဒကြိုက်တယ်ပြီးတော့အခုညမြညမြလည်းကြိုက်တယ်အတတိချာတို့ညမထွားတော့အခုနောက်ပိုင်းသူရိုက်သမျှသူဘာလို့လို့ကိုကျွန်တော်လည်းကြိုက်နေတော့ပါပဲဟုတ်ဟုတ်ကဲ့ညီမကလည်း အငငယ်လေးတော့အကြတော့ဒီဇကားကြီးကြည့်လို့ရှင်ပုံမှန်ပဲပေါ့နော်ဒရိုက်တာနာမည်လည်းမကြည့်ဘူးကိုကြိုက်တဲ့မင်းသမီးတွင်ကြည့်လိုက်တာပဲအဲ့လိုကိုညို့မမရရနာမည်ဒရိုက်တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်နာမည်တည်ရဆိုတော့ရေးခဲ့တက်တာအဲ့မှာစပြီးတော့အကိုညို့ရဲ့နာမည်ဒရိုက်တာညို့မင်းလဲဆိုပြီးတော့စပြီးတော့တည်ရဒါပေမဲ့တယောက်ဆောင်အနေနဲ့ကတော့ကိုညို့နကိုလည်းအဲ့တုကာရဲ့ကြည့်ပို့တော့ပေါ့နော်အဲ့ကလေးကသဘောကျရတာဒါပေမဲ့အော် तू ကဒရိုက်တာလည်းလောက်ပါလားဆိုတဲ့အတွေ့အမျိုးနဲ့ပေါ့နော်တည်လာရဲအခုဒီကြီးလာတော့မှဒီကိုကိုတိုင်းကလည်းဒီနာမည်ကိုရောက်လာတဲ့အချိန်မှာ အာကိုညိုရဲ့ကားတွေကိုပို့ပြီးတော့ဒရိုက်တာတွေကအစားအတားတွေအကုန်လုံးပေါ့နော်နာမည်ရိုးလဲတခြားလေးလာပို့ပြီးတော့ဖြစ်တယ်ဒီဒီအမှုပညာနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့လေးလာလေးလာဖြစ်လာတာပေါ့နော်အချိန်ကျတော့အာကိုညိုကားတွေကိုအများကြီးတော့ကြည့်ဘူးပါတယ်ဒါပေမဲ့မမရရကားဆိုလို့ရှိရင်တော့အဲဒီရေခဲတက်တာတစ်ခုကိုတော့အရန်ကြောက်ခဲ့ရလို့လေအဲ့ဒါတော့မမရရရှိရကျွန်တော်ကားရတော့ကြည့်တော့ကြည့်ခဲ့ဘူးပါတယ်ဒါပေမဲ့တိတိကျကျတော့မှတ်ပြီးတော့ပေါ့နော်ငယ်သေးရဆိုတော့အခုနောက်ပိုင်းကိုညိုကားတိုင်းဆိုလို့ရှိရင်ညီမက ွားတယ်အဲ့ဟိုရှူတင်လိုက်ရှူတင်နေလဲလိုက်လဲတယ်မခေါ်အဲ့လိုမျိုးကိုညိုရှူတင်ရှိလားရှိလို့ရှင်လာကြည့်ချင်းလို့ပါဆိုပြီးတော့အဲ့လိုမျိုးပြောပြီးတော့လဲပြောတခါကျရင်သူကိုယ်တိုင်ကတော့ရှူတင်ရှိရလာခဲ့လေဆိုပြီးပြောတဲ့အချိန်လေးနဲ့ share ပေါ့နော်တောက်လျှောက်လဲသွားဖြစ်ပါတယ်အဲမမရရတခါကရန်ကုန်မြို့ပြမြာအဲ့ဟိုဟာအိတ်ကားမှာဆိုလို့ရှင်ညီမ review လေးတောင်မှတင်ခဲ့တည်းပေါ့နော်မေယာကိုညွတ်အတွက်လည်းအမှတ်တရဖြစ်အောင်ညီမအတွက်လည်းအော်ကိုညွတ်နဲ့စားဆောင်ပြီးတော့ခင်မင်းမှုအနေနဲ့အမှတ်တရဖြစ်အောင်ဆိုပြီးတော့အဲ့ဒါလေးလည်း လုပ်ခဲ့ပါတယ်။ခုတော့တတိယပေါ့နော်။အမတ်ရဆောင်တော့တတိယပါ။ကိုညွန့်နဲ့ပထမဆုံးစားစဆုံးနေနေပေါ့။အဲ့လိုပေါ့နော်။ကိုညွန့်ခိုင်ဟိုကြည့်လိုက်တိုင်းလို့အမွေအသက်တခုအမြဲတမ်းရတယ်။အဲ့လိုမျိုးတရေကားတော့ဆိုအရန်ကြည့်နေလဲကိုကိုယ်တိုင်မှာလိုက်မွန်းချက်လာမျိုး။အားပြီးတော့ဘာဖြစ်မလဲဇာတင်ညာဘာဖြစ်မလဲဘာဖြစ်မလဲဆိုတော့စိတ်ကြီးနေအရန်မွန်းချက်ပြီးတော့မှလာတော့ဟိုဇက်ကိုဖြီချလိုက်တဲ့ခါမှာဆိုတော့ဟာဒါမျိုးကြီးဖြစ်နေတာလားဆိုတာမျိုးအဲ့ဒါမျိုးကြီးကျွန်တော်အရန်ကြိုက်တာ။ ဟိုအဲအကြောင်းလဲအကယ်ဒမီညွန်မင်းလို့ဆိုပြီးတော့ဖြစ်သွားတာပေါ့နော်ဟိုဇလန်းဇန်ညွန်လဲတော်တော်ကိုမိုက်ပါတယ်သူအဲ့လိုမျိုးအတွေးတွေပေါ့နော်သူဘယ်လိုမျိုးကိုညိုပေါ့နော်ဘယ်လိုမျိုးကြီးလိလာခဲ့လဲကျွန်တော်အရန်သိချင်တယ်ကျွန်တော်တကယ်တက်ချင်တယ်အဲအရန်ကိုသဘောကျရတိုင်းတိုင်းမှာပါရဲ့ဗျဟုတ်သူသူသူပြောနေတာမျိုးတော့မရှိပါဘူးဒါပေမဲ့ကျွန်တော် ခွန်ညို့ကိုလေးလေးလေးသာတယ်အာတကယ်အဖေတယောက်လိုမျိုးကျွန်တော်ချစ်လဲချစ်တယ်အာဆရာကောင်းတမကောင်းတယောက်လိုမျိုးလည်းအာ respect အပြည့်ပဲအာဘဝကျွန်တော်တကယ်လို့အသက်အရွယ်တစ်ခုထိရောက်သွားတော့မှကျွန်တော်ပြန်ပြောပြနေမယ်အာကျွန်တော်ရဲ့ဆရာမကောင်းဆိုရင်အာခွန်ညို့မင်းလိုပါပဲကိုညိုကအခု profile change ထားတော့မင်းတို့ထွက်ရရသာဆိုပြီး profile change ထားတယ်ပေါ့နော်ဆိုတော့မင်းတို့ထွက်ရရသာယုံကြည်ကတက်လာမယ်လို့ပြောလို့မရအဲ့ကလည်းအာတကယ်ကို ပြန်ကြရင် subscribe ပဲအချက်လက်တွေလည်းပါတယ်လို့တော့ကျွန်တော်ပြောထားအောင်နော်ဘာလဲလဲကျွန်တော်မသိပါဘူးဆိုကျွန်တော်လည်းအဲ့ဒီ minute track ရရသာတော့မျှော်လင့်နေပါတယ်ဟုတ်အဲအခုကိုညိုကအဲသူ announce လုပ်ထားတဲ့ကားရဲ့များရဲ့ပေါ့နော်အဲ့ဒီမှာဟိုတန်တန် university အနေနဲ့ထွက်မဲ့လူသားများကိုရှောက်လန်းရန်တက်စီတကောင်အလိုရှိသည်ဆိုတဲ့စကားပေါ့နော်အဲ့စကားကိုလည်းစိတ်ဝင်စားရဲဒါပေမဲ့ကိုညိုကားတိုင်းတော့စိတ်ဝင်စားပါရဲ့အဲအကုန်လုံးကိုလည်းကြိုက်တယ်အဲပြီးတော့ကိုညိုကားကိုကြည့်နေတဲ့အချိန်မှာပေါ့နော် ကိုကတရေကကြိုက်တဲ့သူဖြစ်လို့လားတော့မသိဘူးကိုညို့ကလေကြီးလိုက်တိုင်းအော်ငါ၆ခါလန့်ခံဆိုတာလေဇလန်းဇက်အင်ကိုသူကဖြဖြချင်းမျောခေါ်ပြောကိုရီးယားလိုက်တွေးတက်တဲ့သူဆိုတော့ဟာဒီကပြီးရင်ဘာဖြစ်မလဲဘာဖြစ်မလဲဆိုပြီးလိုက်တွေးဒါပေမဲ့တွေးတိုင်းတခါမှမမှန်ခဲ့အာကိုညိုကလည်းတခါမှမမှန်ခဲ့ဘူးအဲ့ဒါကတော့အမြဲတမ်းအမှတ်ရပါပဲကိုညိုနဲ့တွေ့ရတဲ့တခုပြောနေကြတော့ရှင့်ဟာဘွားလို့ ကိုညိုးလို့ကစကားကိုလို့အမြဲတမ်းမှန်းတယ်လို့မှန်းလိုက်တိုင်းနဲ့တခါမှမမှန်ဘူးလို့မှန်းတဲ့နေ့ရောက်တဲ့အထိတော့အများကြီးထပ်ပြောတယ်ကိုညိုးစီကအတွေ့အကြုံလိုက်ပြီးတော့ကုဆအောင်လို့ပေါ့နော်လေးလာတင်ယူနေပါရဲ့လို့ဟုတ်ကိုညိုးကဘယ်လိုပြောမလဲမြန်မာနိုင်ငံရိုက်တာရဲ့မှာတကယ်ကိုဟိုဘယ်လိုပြောမလဲတကယ်တော်တဲ့တကယ်တဲတဲ့ရှိတဲ့ရိုက်တာရဲ့မှာပါတယ်ပေါ့နော်ဆိုတော့ ဟိုကျွန်တော်ကတော့ကိုညိုရှိလို့တကြောင်ကိုညိုလုံးသမျှကိုကြိုက်လို့တကြောင်ကျွန်တော်ကတော့အားပေးမှာပါအာကိုညိုဘာကအစ်တထွက်တော့ကျွန်တော်အားပေးမှာပါအဲ့လိုပဲအာဒီမာဂျူရီကနေချင်းနေအာဘယ်လိုပြောမလဲပေးသက်တွေပေါ့နော်မာဂျူရီရဲ့ပေးသက်တွေရောဒီရောဒီမြောင်းရုပ်ရှင်တကယ်ချစ်တဲ့သူတွေရောဟိုကြုံရင်ကြုံခဲ့သလိုပေါ့နော်အာကိုညိုရဲ့စကားတွေကိုလည်းအားပေးစေချင်ပါတယ်လို့ပြောဆိုပါတယ်ဟုတ်ပါရဲ့ဟိုဟာကိုညိုရဲ့စကားရပါတော့ သူများအဲ့လိုမျိုး trailer တွေပဲကြည့်ပြီးတော့ဒါအဲ့လိုပြောနေကြ blame နေကြအမှန်တော့တကယ်သွားကြည့်လို့ရှင်ထိုင်မိရတယ်ရုပ်ရှင်ရုံထဲမှာထိုင်မိရတယ်လုံးဝပြန်မထွက်ရှင်တော့ဆက်ဆောင်နိုင်တဲ့စကားမျိုးတွေပါပဲအဲကြောင့်မို့အဲအခုမှစပြီးတော့ကြည့်ဖို့မယ်ဆိုလို့ရှင်လဲကိုညစကားအခုမှစပြီးကြည့်ဖို့မယ်ဆိုလို့ရှင်လဲတေချာပေါ့ ွားကြည့်စီချင်ပါတယ်တကယ်ကိုတစ်ခေါက်ကြည့်ပြရနဲ့အာကိုညိုရဲ့စကားကြီးကြိုက်တယ်ဆိုတာမျိုးဖြစ်သွားစေရပါမယ်လို့ညီမလည်းအမခံပါတယ်မာဂျီရီယာပြည်သက်တွေကိုလည်းလက်ကြည့်ပါလို့ပြောချင်ပါတယ်ရှင်